ဒီနေ့တော့မိတ်ဆွေတို့စကားပြောတဲ့အခါပညာသားပါပါ ပြောတတ်ဖို့စကားပြောနည်း၈နည်းကိုမျှဝေပေးပါမယ်။နံပါတ်၁တစ်ဖက်လူကိုကိုပြောတဲ့စကားအပေါ်လုံးဝအာယုံစိတ်ထားစေရှင်သူ့ရဲ့နာမည်ကိုခေါ်ပြီးမှ ကိုပြောရှင်တာကိုပြောပြလိုက်ပါ။နံပါတ်၂စကားထစ်မှာ စကားမှားမှာကြောက်ရင်စကားပြောတဲ့အခါဖြည်းဖြည်းလေးပြောပါ။စကားကိုမြန်မြန်ပြောတာနဲ့ဆိုင် ဖြည်းဖြည်းပြောတာက စကားချစ်တာစကားမှားတာကိုပိုထိန်ဖို့လိုပါတယ်။နံပါတ်3တဖက်လူကကိုယ့်ကိုလိန်နေတာတခုခုကိုမပြောပေထိန်ချန်ထားတယ်လို့တန်တရာရှိရင်ဘာမှမပြောပေသူ့ကိုသာကြည့်နေလိုက်ပါ မကြားခင်ပါပဲသူ့အလိုလိုလက်ပြမလုံးပဲကိုယ့်ကိုစတင် ပြောပြလာပါလိမ့်မယ်။နံပါတ်4စကားပြောတဲ့အခါဘယ်အချိန်မှရရမလဲဆိုတာကိုသိထားဖို့လိုပါတယ်။စကားတွေကလွန်သွားရင်ပြန်ပြင်ဆင်ဖို့ခက်ပါတယ်။ စကားအမှားမပါစေရှင်စကားကိုလွတ်တလောက်ပဲပြောတာအနည်းငယ်ပဲပြောတာကဘို့အဆင်ပြေပါလိမ့်မယ်နမကရေရေမောမောပြောတာကအချိန်တိုင်းအတွက်မကောင်းပါဘူးလေးလေးနက်နက်ပြောတဲ့အခါလေးလေးနက်နက်ပြောပါတိတိကြီးကြီးပြောတဲ့အခါတိတိကြီးကြီးပြောပါနမ6တရားရကကိုယ်အတွက်ကြီးပြီဖြစ်စေဒေးပြီဖြစ်စေတခုခုလှုပ်ဆောင်ပေးတဲ့အခါဂျေဇုတင်စကားအမြဲပြောပေးပါ ဒီလိုမှတာလျင်တစ်ဖက်လူလေးကိုကိုနောက်အခါတွေအတွက်ပါကူညီပေးရှင်စိတ်ရှိမှာပါနံပါတ်9စကားပြောတဲ့အခါအတန်နဲ့အတန်ထားကောင်းဖို့တဲ့ကိုပြောတဲ့စကားကရှင်းလင်းပြတ်သားပြီးနားလေရလွင်နေဖို့ကပိုအရေးကြီးပါတယ်နံပါတ်8သတင်းဆွနဲ့သတင်းကောင်းမှဆိုရင်အမြဲတမ်းသတင်းကောင်းကိုအရင်ပြောပါအဲ့လိုမှမဟုတ်ပေသတင်းဆွကိုအရင်ပြောမယ်ဆိုရင်သတင်းကောင်းကဘလောက်ပေးဝမ်းသာစရာဖြစ်ပါစေဝမ်းသာပျော်ရွှင်စေရမှာမဟုတ်တော့ပါဘူး ဆုံးတိနာဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။